င်္ဂလာပါဗျနေလာဘေဒင် mobile application မှာကြိုဆိုပါရစေဒီနေ့ကတော့နေလာဘေဒင်ရဲ့အောင်မြင်ကြော်ကြားရည်ရွယ်များကဏ္ဍအစီအစဉ်ပဲဖြစ်ပါတယ်ဗျအောင်မြင်နေကြတဲ့ရည်ရွယ်တွေလက်ရှိလောက်ကန်လို့ကြော်ကြားနေတဲ့ရည်ရွယ်တွေစသဖြင့်ရည်ရွယ်တွေကမိမိကောင်းရနုံနိုးတွေကိုထုတ်နှုတ်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ပြောပြီးမှကြတော့ငွေကြေးကန်နဲ့ပတ်သက်ပြီးတော့ငွေကန်ကောင်းလာစေမယ့်ရည်ရွယ်အစီအစဉ်ပါအချို့တွေရှိပါတယ်အလုပ်တွေတော့လုပ်ပါတယ်လောက်ကန်ကဝင်ငွေတွေနှဲပါနေလို့အဆင်မပြေဘူး လေပတ်မှုတွေမရဘူးဆိုတာမျိုးတွေရှိတယ်အချို့ကတော့ဈေးဆိုင်လေးတွေလုပ်ငန်းလေးတွေဖွင့်လာတယ်စားတောက်ဆိုင်လေးတွေစသဖြင့်ဒီဆိုင်မှာလည်းအကျွေးတွေကြတာမျိုးအယောင်ပါနေတာမျိုးတွေငွေဝင်တာနည်းနေတာမျိုးတွေလည်းရှိပါလိမ့်မယ်အချို့ကျတော့ငွေကြေးလက်လွန်တာပါနာပြီးငွေထုတ်ချေးလိုက်တယ်တော်တော်နဲ့ပြန်မရဘူးငွေကြေးလက်လွန်တဲ့အမောက်တွေကများတယ်စသဖြင့်အဲ့လိုမျိုးကြုံနေရတဲ့လူတွေအချို့ကျတော့သူများတွေကပတ်စံချီးထားတယ်ပြန်ပေးခြင်းနဲ့စိတ်ဆန္ဒလည်းရှိတယ် ကိုကိုရန်ကလည်းပေးဖို့ငွေကြေးလှည့်လို့ဘလို့မှမရတဲ့အနေအထားမျိုးတွေဖြစ်နေတယ်။စသဖြင့်အဲ့လိုကိစ္စတွေကြုံနေကြတယ်။အကြောင်းမျိုးကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးကိစ္စဝါးဝါအခက်အခဲတွေရှိနေတယ်။ဂျားတွေကအာမခံပေးလိုက်တာမျိုးတွေကဲကဲကန်ရှင်ကထွက်ပြေးသွားတယ်။အာမခံနေလို့ရှင်းရမယ်။အဲ့လိုပြဿနာငွေကြေးနဲ့ပတ်သက်ပြီးပြဿနာကိစ္စအဝဝတွေကြုံလာပြီးဝင်ငွေတွေကလည်းဒီတိုင်းထက်နည်းနေတယ်။ဒီထက်လည်းတိုးနေတယ်။အဲ့ဒါဆိုဘာတွေလောက်ကမလဲ။အခုကတည်းကတော့လွယ်ပါတယ်ခေါင်းရသားသမီးအားလုံးဒီနီးတီလန်တစ်ခုတည်းနဲ့လောက်လို့ရပါတယ်။ ဘယ်နေ့သားဘာလုပ်ရမယ်ဆိုပြီးတော့မဟုတ်ပါဘူး။ဘာလေးလုပ်ပြရမယ်ဆိုတော့ကျွန်တော်တို့အိမ်ရဲ့ဖျားဆောင်ကိုယ့်အိမ်ရဲ့ဖျားဆောင်မှာဖျားဆောင်ရှိမှာခုံလေးတစ်လုံးချပါ။ချပြီးတော့ပန်းအိုးလှလှလေးတစ်လုံးတင်ပါ။အဲ့ဒီပန်းအိုးထဲမှာနှင်းစီဆယ်ပွင့်ထည့်ပါ။ပန်းအိုးလေးလည်းရေးထည့်တာပေါ့နှင်းစီကြာကြာလေးခံအောင်။အဲ့လိုလေးလုပ်မယ်။ဒါပေမဲ့အဲ့ဒီနှင်းစီဆယ်ပွင့်ကိုကဖျားဆောင်ကဖျားပန်းအိုးထဲမှာရောပြီးထိုးလို့တော့မရအောင်တက်တက်ထိုးရမှာ။ဒါကြောင့်ထူးထူးခြားခြားလေးဖြုတ်ပါအောင်ဖျားဆောင်ရှိမှာခုံလေးတစ်လုံးချပန်းအိုးလှလှလေးတစ်လုံးနဲ့နှင်းစီဆယ်ပွင့်ထည့် ဖရာကိုပူဇော်တာပါအနီရောင်သုံးသုံးဝါရောင်သုံးသုံးပန်းရောင်မသုံးသုံးနှင်းစီဖြစ်တယ်ဆိုရင်ရောရပြီဆယ်ဝင့်ဆိုရင်ရောရပြီဒါပေမဲ့ဒီမှာထူးခြားချက်အနေနဲ့ကနှင်းစီကပါတဲ့စူးလေးကိုတော့ဖယ်ပြီးဖို့လိုပါတယ်ကက်ကြီးလေးနဲ့ဖြစ်ဖြစ်နှင်းစီပဲဆရာရဲ့စူးတော့ပါမှာပေါ့ဘာဖြစ်လို့တော့လို့တော့မပြောပါနဲ့ငွေကြေးကံကောင်းစီကိုအနှိဋ္ဌသဘောဆောင်တဲ့အဒီစူးလေးတွေကိုကျွန်တော်တို့ကဖြစ်နိုင်ရဲ့ကက်ကြီးလေးနဲ့အဖျားအချုံလေးတွေကိုကက်ကြီးလေးတွေနဲ့လိုက်ညှက်လိုက်ပါနှင်းစီဆယ်ဝင့်ဖျားမှာစတဲ့ကက်လှူရမယ်လှူရမယ်နေ့ကစနေနေ့ပဲလောက်ကမှာ စနေနေ့မနက်စောစောအိမ်ကဖရမအိုးလေးလုံးချခုံလေးလုံးပေါ်တင်ပြီးတော့ဒီပန်းလေးကိုနှင်းစီပန်းလေးကိုစတင်ကတ်လူပါလူပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဖရကုံတော်အနေနဲ့တတ်ထာတွေကမနှုတ်တာနန်းဆိုတဲ့ဂုံတော်လေးတစ်ခုတည်းကိုပဲပရိစေဘက်စိတ်ပေးရမှာပါပရိစေဘက်ကတော့ကိုလုံးပရိတော့မရဘူးပါဗျာတရားရှိလုံးပရိနဲ့စေဘက်စိတ်ကမယ်တတ်ထာတွေကမနှုတ်တာနန်းတလုံးချမယ်တတ်ထာတွေကမနှုတ်တာနန်းတလုံးချမယ်စသဖြင့်စေဘက်တိတိစိတ်ပေးဖို့လိုပါတယ်အဲ့ဒါကစနေနေ့စတင်လုပ်ပါ ။နောက်နေ့နေဆက်ဘက်အဲ့လိုပဲလှုပ်သွားပေးပါ။မနက်တိုင်းဖျားရှိမှသွားပြီးတော့တတ်ထားဒီကောင်မလှုပ်တာနဲ့ကုံတော်လေးနဲ့ပရိစိတ်ပါ။ခုနောက်ကနှင်းစီပန်းဝိုးကိုတော့ဒီတိုင်းထားထားရပါလား။တောင်းလို့ကြောင့်ပန်းညှိုးသွားခဲ့တယ်။ခြောက်သွားခဲ့တယ်ဆိုတော့လဲပေးပါ။လဲတဲ့နေ့ကတော့ဘယ်နေ့လဲလဲညှိုးတဲ့နေ့လဲလို့ရပါတယ်။ဆောက်လုပ်တဲ့နေ့ကတော့စနေနေ့ပဲဆောက်လုပ်ပေးရမှာပါ။စနေနေ့မှာဆောက်ပြီးတော့အစီအရင်ကိုဆောက်လုပ်မယ်။ပန်းညှိုးသွားရင်တော့ဘယ်နေ့ညှိုးညှိုးညှိုးတဲ့နေ့အစ်စ်လဲပါ။အနည်းဆုံးတစ်လတတိလောက်ရမှာပါ။ တက်တာတွေကမနှုတ်တာနဲ့ဂုံတော်လေးကိုရွတ်ပြီးတော့ပရိတလုံးချတာကလည်းဆယ်ဘက်ဆိုတာများတယ်တော့မထင်ပါနဲ့တကယ်စိတ်ကြည့်ရင်ဘလို့မှမကြပါဘူးအဲ့တော့အဲ့အစင်ရင်လေးလုတ်ဝေးကြည့်ပါဘယ်နေ့သားသမီးဖြစ်ဖြစ်ဒီအစင်ရင်တိုင်းလုတ်ကမှာပါစနေနေ့မနေ့စောစောလုတ်ပေးရမယ်တင်းငူနေသားသားသမီးလည်းစနေနေ့ပဲတင်းလာသားသမီးလည်းစနေနေ့ပဲစသဖြင့်စနေနေ့မနေ့စောစောမှာအဲ့ဒီပန်းလေးစားပြီးပန်းအုံးလေးနဲ့ကတ်ပါကပ်ပြီးတော့နှင်းစီအစိုးလေးတွေကိုကကြီလေးနဲ့ညက်တတ်တာတွေကမနှုတ်တော့နဲ့ဂုံတော်လေးကိုဘရီးဆယ်ဘက်စိတ်မတ်တန်တိုင်းမနှက်တိုင်းဘရီးဆယ်ဘက်စိတ်ပါ တလားတိတိအနည်းဆုံးရအောင်စိတ်ကြည့်ပါတေချာပေါင်းငွေကြီးကန်နေပြန်လဲကောင်းလာပါလိမ့်မယ်ငွေနဲ့ပတ်သက်ပြီးအဖက်ဖက်ကထူးခြားခြားငွေဝင်တာမျိုးတွေကြုံရလိမ့်မယ်ရှုံနေတဲ့အကျိုးရရှိရင်လည်းရှင်းသွားပါလိမ့်မယ်ရကြရှိတဲ့ငွေကြီးတွေလည်းပြန်လဲရလာလိမ့်မယ်ကိုယ်ဆိုင်ကိုယ်လုံငန်းအကျိုးတွေကြနေရင်လည်းရတဲ့ရှိတဲ့အကျိုးတွေပြန်လဲရရှိလာပြီးတော့အဆင်ပြေမှုတွေကြုံရပါလိမ့်မယ်ကဲဒီရေရာအစီအစဉ်လေးကိုလုပ်ပေးလိုက်မယ်ဆိုရင်တော့ငွေကြီးနဲ့ပတ်သက်ပြီးအခက်အခဲမှန်များအဆင်ပြေသွားမှာပါ ငွေကြေးအကျက်တဲဖြစ်နေတဲ့သူအားလုံးဒီအစီအရင်ကိုလုပ်လို့ရပါတယ်။စင်နီတက်ရောက်မှလည်းနှင်းစီပန်းဖျားလှူတဲ့ဟာမျိုးလုပ်လို့ရပါတယ်။အဓိကတော့တီးတန့်လေးဖြစ်စေချင်တာပါ။တီးတန့်လေးဦးလေးလုံးတဲ့တက်တက်နှင်းစီဆဲပွင့်လှူသွားစေချင်တာဖျားပန်းဦးနဲ့တော့မရောနဲ့ပါဗျာ။တက်ဒီရေရအစီအစဉ်ကိုလုပ်မယ်ဆိုရင်ဖြင့်ငွေကြေးအကျက်တဲအားလုံးပြည်လည်မယ်။ငွေကြေးနဲ့ပတ်သက်တဲ့စိတ်ဆင်းရဲရမယ့်ဟာတွေအားလုံးအဆင်ပြေသွားမယ်။ကဲကိုနိုင်ငံသားရောက်နေတဲ့ကိုယ့်ရဲ့အမျိုးသားကိုယ့်ရဲ့တာဝန်ကြီးငွေကြေးမပုတ်ဘူးဆိုရင်လည်းဒီရေတရားတွေလုံးလို့ရပါတယ်ဒီရေတရားလုံးအသေးချာပေါ့ငွေကြေးတွေပြန်ပို့တာမျိုးတွေပြန်ကြုံရတတ်ပါတယ် ဒီကြေရာလေးကို9ရက်သားမြင်အားလုံးဒီပုံစံတိုင်းလေးပဲလုပ်ပေးစီပါဗျအဆင်ပြေသွားပါလိမ့်မယ်။ငွေကြေးတွေအဆင်ပြေပြီးစီးပွားတွေတိုးတက်ကြပါစေဗျာ။စမားရဲ့နေလာ channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်။